ဒါရင်လားလို့ဆိုနောက်ထပ်လိုအပ်ချက်တစ်ခုကဘာလို့သူစိကံမှာကိုလုပ်တဲ့အလုပ်ဟာပန်ရှင်းစင်ကြဲတဲ့အလုပ်ဖြစ်မကောင်းတဲ့အလုပ်မျိုးမဖြစ်စေရဘူးပန်ရှင်းစင်ကြဲတဲ့အလုပ်သူစိပန်ရှင်းတယ်ဆိုတာဘယ်လိုအိဗယ်ကိုပြောတာတုံးလို့ဆိုလို့ရှင်ဒုစရိုက်ဒီမဟုတ်စေရဘူးကောင်းမြတ်တဲ့သူစရိုက်ဒီဖြစ်ရမယ်သူစိကံမှာစင်ကြဲတဲ့အမှုဆိုတာ နော်မစင်ကြဲတဲ့အမှုဆိုတာဒုစရိုက်တွေကို ပြောတာဒုစရိုက်ဆိုတာမကောင်းကျိုးကို ဖြစ်ပေါ်စေတယ်ကိုယ့်ကိုယ်စိတ်ပူစေတယ်သူတစ်ပါးရဲ့ဆွဆဲမှုကိုခံရတတ်တယ်တည်တဲ့အခါအပင်ငယ်ချစေနိုင်တယ်ဆိုတဲ့အလုပ်တွေဟာမစင်ကြဲတဲ့မတန်ရှင်းတဲ့အလုပ်တွေလို့ခေါ်ရပေါ့အဲ့ဒါလို့တရားနဲ့ဆန့်ကျင်ပဲဖြစ်တဲ့အလုပ်တွေဟာမစင်ကြဲတဲ့အလုပ်တွေကိုလုတ်တာဆိုပါစို့ ဥပရေဘောင်တွင်ကလှုပ်တယ်နော်ဥပရေဘောင်ကိုကြော်ပြီးတော့ဥပရေချုံပေါက်တဲ့အလုပ်တွေလုပ်လို့ရှိရင်ဒါသူသိကံမှာမဖြစ်ဘူးဥပရေဘောင်နဲ့ဥပရေတွင်ကနေပြီးတော့လောက်ကင်သွားတယ်ဓမ္မဆိုတဲ့ဥပရေတဘာဝဥပရေဘောင်တွင်ကလှုပ်သွားတယ်ကိုချင်းတရားမပြတ်မကွက်လှုပ်သွားတယ်ဆိုဟောတာသူသိကံမှာလို့ခေါ်ပြောစရာမရှိဘူးအပြစ်ဆိုတာမရှိဘူးကျွလွန်နဲ့အပြစ်မရှိသည့်အတွက်ကြောင့် အပြည့်အနာစာမရှိတဲ့ပုဂ္ဂိုလ်တယောက်သူ့ရဲ့လောရတဲ့ချီးမွမ်းမွယ်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဒါလည်းအရေးချင်းတစ်ခုပဲကိုယ်လုပ်ငန်းကိုကိုယ်ဆင်ရင်သုံးသပ်ပြီးတော့အပြစ်ကင်းတဲ့အလုပ်မျိုးကို လုပ်သင့်တယ်လို့ဒီလိုဆိုတာပေါ့နော်အပြစ်မကင်းတဲ့အလုပ်ကို လုပ်ထားပြီးလူတွေမှာစိတ်ပူနေရတယ်ပေါ့စိတ်ပူနေရတယ်ဆိုရဲကအသိဉာဏ်တွေကိုထိခိုက်လာတာပဲပေါ့အေးဒါကြောင့်မို့ ကိုလုတ်ကလေးကဒီဒီအပြစ်ကင်းတဲ့အလုပ်ကိုရွေးချယ်ပြီးတော့လုပ်တတ်ရမယ်စိတ်မပူရတဲ့အလုပ်မျိုးကိုလုပ်ရမယ်စင်ကြယ်တန်ရှင်းလို့အပြစ်နဲ့လွတ်ကင်းတဲ့အလုပ်မျိုးကိုလုပ်ရမယ်